။စာမယ်။အရေးပေါ်စီဝေးတစ်ခုကျင်းပနေစဉ်ဘိုလ်ချုပ်တွေကယာရူ၅ခုကိုမနိုင်မနှင်းယူထားရသောကျွန်တော်တို့တက်ချုပ်ကြီးကိုအန်အော်ဒီဂျီမေးဘူးတယ်။အဖအဖထန်ထားတဲ့တာဝန်တွေကအစမတန်များလွန်အားကြီးနေတယ်။ပြီးတော့ဗဒက်တွေကိုဦးစားပေးတိုက်ရမလား။ယူဂျီတွေကိုပဲလိုက်ရှာပြီးနှိမ်နှင်းရမလား။မိမှန်အောင်ပဲလုပ်ပေးရမလား။ကစုံရဈေးကိုပဲကြောက်အောင်လုပ်ရမလား။ရွေးကောက်ပွဲပဲအရင်လုပ်ရမလား။ကြားပြတ်ပဲအရင်နှိမ်နှင်းရမလား။ ီလောက်ပြဿနာပေါင်း16000ရှုပ်ထွေးပွေလီဖြစ်နေတဲ့အချိန်မှာအဖဘလို့များတနေ့တနေ့ခေါင်းအေးအေးနဲ့ဖြည့်ရှင်းနေနိုင်တယ်လေဘာလို့များဒီလောက်များပြားတဲ့ပြဿနာတွေကိုရင်ဆိုင်ပြီးစီမံကန့်ကွဲနေနိုင်တယ်လေနီလန်းလေးများရှိရင်တင်ပြပါလားဆိုပြီးဗိုလ်ချုပ်တွေကတက်ချုပ်ကြီးကိုပူဇော်ကြတယ်ဒီစကားကိုကြားတော့တက်ချုပ်ကြီးမျက်နှာဘာဖြစ်သွားမှမသိချက်ချင်းအိုစာသွားကမျက်လုံးတွေကလည်းရည်ဝေလာတယ် ပြီးတော့ညင်ကလင်ကြောင့်ပြိုကျပျက်စီးနေပြီးအခုတက်ထိပြင်မပြင်သေးရတဲ့လွတ်တော်အဆောက်အဦးကိုသူ့ရဲ့ရုံခန်းထဲကနေတဆင့်ငေးမောကြည့်ရင်တက်ပြင်းတစ်ချက်လေးချပြီးကမှတက်ချုပ်ကြီးပြန်ဖြစ်တယ်။မင်းတို့ကိုအရင်ဦးဆုံးသိစေချင်တာကငါဒီတာဝန်တွေကိုယူထားရတာပြင်ပန်းလုံးလာပြီ။ငါဒီတာဝန်တွေကိုယူထားရတာငါတယောက်တည်းအတွက်မဟုတ်ဘူးဆိုတာကိုလေမင်းတို့ကိုသိစေချင်တယ်။ငါတယောက်တည်းအတွက်ဆိုငါလွတ်ချလိုက်တာကြားပြီ။ ီနိုင်ငံဒီလူမျိုးအားလုံးအတွက်ဒီလိုခေါင်းခဲစရာတာဝန်တွေကိုငါမှမယူရင်ဘယ်သူယူမှာလဲမင်းတို့တွေတက်ကဘယ်သူကများငါ့လိုခံနိုင်ရရှိရှိရင်ဆိုင်ဖြည့်ရှင်းပေးနိုင်လို့လေဒီလိုပြောဆိုပြီးအစည်းအဝေးခန်းမတစ်ခုလုံးတိတ်ဆိတ်သွားတယ်ဗိုလ်ချုပ်တွေအားလုံးရဲ့မျက်နှာတွေကလည်းပြက်သွားကြပြီသူတို့တက်ချုပ်ကြီးရဲ့ပင်ပန်းနွမ်းနဲ့နေတဲ့မျက်နှာကိုကြည့်ကဘာစကားတခုမှထပ်မပြောဝင်ကြတော့ဘူးတက်ချုပ်ကြီးကတော့သူ့ရုံခန်းနေရာမှာချိတ်ဆွဲထားတဲ့မြေပုံကြီးကိုလက်ညှိုးထိုးပြပြီးစပြောတယ် ြဿနာပေါင်း16000နဲ့ရှုပ်ထွေးပွေလီဖြစ်နေတဲ့အချိန်မှာခေါင်းအေးအေးနဲ့ဖြည့်ရှင်းနိုင်တဲ့အကြောင်းရင်းကဒီပြဿနာတွေဟာငါရဲ့ပြဿနာတွေမဟုတ်တော့ဘူးလို့သတ်မှတ်လိုက်တဲ့အချိန်ကစတာပဲကွာဒါကြောင့်လေဒီလိုအချိန်ကြီးထဲမှာခေါင်းအေးအေးနဲ့ညစီတန်းတွေသွာလာနိုင်တယ်စင်ဖြူလေးကိုအစာဆက်ကျွေးနေနိုင်တယ်ဖျားရွှေတင်ကန်းတွေအေးအေးချမ်းချမ်းကတ်လူနေနိုင်သေးတာပေါ့ကွာတကယ်တော့လောကမှာကိုထိန်းချုပ်လို့မရတဲ့အရာတွေဆိုလွတ်တာထားလိုက်သူ့ဘာသာသူဖြစ်သွားလိမ့်မယ် 那天做他来着，连那张视频过。